အာကျွန်တော်တို့ဒီကနေ့မှာဘုရားကိုဘုရားရဲ့တစ္ဆာရှိခြင်းเนาะဘုရားတစ်ခင်ရဲ့တစ္ဆာရှိခြင်းကိုရည်သွယ်ဖို့ရန်ကျွန်တော်တို့အားလုံးရောက်ရှိလာတာဖြစ်တယ်။တယောက်ချင်းစီတိုင်းရဲ့အတ္တတာပါเนาะဘုရားခင်ထိုင်ကနေလာတဲ့ကောင်းချီးမင်္ဂလာเนาะဘုရားခင်ထိုင်ကနေမတူငင်တဲ့အရာမျော်လင့်ခြင်းကိုကိုယ်စီနေတော့ လာရောက်ကြမှာပဲဒါမဲ့ကျွန်တော်ကျွန်တော်ရဲ့စုပေါင်းခင်ရပါလဲဆိုတော့တယောက်ချင်းစီကစီတိုင်းကပြန်နေပြန်သွားတဲ့အခါမှာဖယားရဲ့သစ္စာရှိခြင်းအပေါ်မှာယုံကြည်ကိုးစားပြီးမှအင်ပြန်ရမှာဖြစ်တယ်အာမင်ဖယားခင်ကအာကိုထိုင်တဲ့ဖယားဖြစ်တယ်သစ္စာရှိတဲ့ဖယားဖြစ်တယ်သာသမီမှာကျွန်တော်တို့စိတ်ကကြတယ်အားငယ်တယ်ဝမ်းနယ်တယ်ခြေပွဲမှုတွေကြတော့ကြုံဆုံနေရပြီမယ် ဖယားခင်ကကျွန်တော်တို့ဘောမှာအဲ့ဒါတိစ္ဆာရှိတဲ့အတွက်ကြောင့်ကျွန်တော်စဉ်စစ်ပြီးမှရှောက်လန်းနိုင်တာဖြစ်တယ်။ဒီကနေ့ကျွန်တော်ပြင်ဆင်ထားတဲ့ကျမ်းစာကရင်မြအခန်းကြီး3အပိုင်ငယ်20နဲ့23ဖြစ်ပါတယ်။ကျွန်တော်ဒီကနေ့ပဲဖတ်သွားပါမယ်။ထာဝရဘုရားရှင်တနာတော်မူ၍ဂယုနာတော်ရှင်မကုံတော်ကြောင့်ငါတို့ဒီဆုံးရှုံးခြင်းတို့မရောက်ပဲနေကြ၏။နနစ်တိုင်းဂယုနာတော်အတိတ်ကိုခံရကြ၏။ တစ္ဆာတော်ကြီးကြီးမြတ်ပါ၏အာမင်သုတော်ရှင်ပြဆက်ကကြိုက်အောင်ကိုတော်ဖခင်ယေရှုတဲ့ဒီကနေ့မှာကိုတော်ဖခင်ရဲ့တစ္ဆာတရားကိုတော်ဖခင်ရဲ့အတူပါရှိခြင်းရှင်နေတိုင်းတိုင်းကိုတော်ဖခင်ရဲ့ပို့ဆောင်ခြင်းယေရှုတော်ချီးမွမ်းဖို့ရန်တယောက်ချင်းစီတိုင်းပို့ဆောင်ပေးပြီးမှဒီနေရာမှာ ။အိုးဘုရားဖျား။အိုးကျွန်တော်တို့ဒီလဲမှာအတူပါရှိပြတဲ့ဘုရား။ယေရှုတဲ့နဲ့နှုတ်ကပတ်တော်အတွက်ဘုရားဖျားကောင်းချီးပေးပါ။အိုးဘုရားရှင်ဖျား။ဒီကနေ့ဂျာနာမဲ့တို့တယောက်ခြင်းစီတဲ့အတ္တမှာအိုးဘုရားဖျားရဲ့တစ္ဆာတရားဘုရားဖျားရဲ့တစ္ဆာရှိခြင်းအပေါ်မှာဘုရားဖျားအပေါ်မှာသာလေမြော်လင့်ပြီမှာအသက်ရှင်နိုင်ကိုရမဆာလက်ကောင်းချီးပေးသနာတော်မူပါ။အချိန်တိုင်းလုံးစုံဘုရားလက်ထဲနဲ့ဆက်ကအနန္တမပြတ်ခင်။အာမင်။အာမင်။ ဟုတ်ပြီခုနကျွန်တော်တို့အတော်တဲ့ဂျမ်ပိုက်အခြေခံပြီးမှတစ္ဆာရှိတော့ခရားဆိုတဲ့ကောင်ဆယ်လေးနဲ့ကျွန်တော်အာနှုတ်ပတ်တော့ပြန်ဆင်ထားပါတယ်ဒီကနေ့မှာတစ္ဆာရှိခြင်းဆိုတဲ့နေရာမှာလူတယောက်ရဲ့တန်ဖိုးကတစ္ဆာရှိခြင်းပေါ်မှာတန်ဖိုးချက်တာဖြစ်တယ်လူတယောက်ကဘယ်လောက်တန်ဖိုးရှိလဲဆိုတော့သူ့ရဲ့တစ္ဆာရှိခြင်းပေါ်မှာကျွန်တော်တို့အာကြည့်လို့ရတာဖြစ်တယ်သစ္စာလုံးဝမရှိဘူးခဏတော့ပြည့်တဲ့သစ္စာမရှိဘူးဆိုရင်တော့အဲ့ဒါတန်မှုတန်မှုမဲ့တာပဲ ဒီနေ့ဖရာတခေကနော်ကျွန်တော်တို့ကိုယ်ပဲနဲ့ဖရာတခေကဘယ်တော့မှဂတိမဖြစ်ဘူးဂတိမြင်ရင်ဂတိနေတဲ့ဖရာဖြစ်တယ်။ကောင်းချီးပေးမယ်လို့ပြောရင်အမှန်တကယ်ကောင်းချီးပေးတဲ့ဖရာဖြစ်တယ်။တကယ်လို့လွဲသွားခဲ့တယ်ဆိုရင်ဒါကကျွန်တော်တို့ဘက်ကနေအားနဲ့ချက်ရှိလို့ဒါလွဲသွားတာဖြစ်မှာဖြစ်တယ်။ကျွန်တော်တို့ကိုယ်ပဲနဲ့ဖရာတခေကသစ္စာရှိတဲ့ဖရာဖြစ်တယ်။အာမင်။ယေမိမိသားစကားနော်ခုနကျွန်တော်ဖတ်သွားတဲ့ဂျမ်းပိုင်ရည်တဲ့အချိန်ယေမိကနော်ပြီးစီး ်ခရစ်တော်မှာပေါ်ခင်မှာနော်နေ့ပေါ်900ကျော်986လောက်မှာဂျေရုဆလင်မြို့ကိုပြည့်စည်ပြီးမှာနော်ယန်တူတွေရဲ့ပြည့်စည်စည်ဖြည့်စည်ရှင်ခံရတယ်သူတို့ရဲ့အမျိုးသားရေးအကျက်သေးခံနေရတဲ့အချိန်မှာယေမိကသူတို့ရဲ့စိတ်နဲ့ကြက်စဲကောင်းတဲ့သူတို့ရဲ့တိုင်းပြည်အခြေအနေသူတို့ရဲ့ဝမ်းနည်းကြီးပွဲတဲ့အခြေအနေပေါ်မှာမရက်သေးပဲနဲ့ဖခင်အပေါ်မှာပဲဆက်လက်ပြီးတော့မျှော်လင့်ခြင်းထားပြီးမှဒီကျမ်းစာကိုရေးထားတာဖြစ်တယ် ဖယားတစ်ခိုင်ကတစ္ဆာရှိတယ်သဟာတလေးမှာကျွန်တော်တို့ကအော်သူ့ရဲ့အခြေအနေပေါ်မှာဖယားကိုကျွန်တော်တို့ကဘယ်လိုပြောမလဲတတ်မှတ်တယ်။အော်ကိုရဲ့အာအတ္တကမှာအစင်မပြေမှုတွေရှိတဲ့အခါမှာဖယားတစ်ခိုင်ကဘာမှမလုပ်ဘူးနိုင်ဘူး။အဲ့လိုမျိုးကျွန်တော်တို့ခံစားတတ်တယ်။ဖယားတစ်ခိုင်ကကျွန်တော်တို့ရဲ့အခြေအနေကျွန်တော်တို့ရဲ့ခံစားချက်နဲ့မဆိုင်ဘူး။ယေမိကသူ့ရဲ့နိုင်ငံ ရန်သူတွေရဲ့လက်ထဲမှာဖြက်စီစီခံနေရတဲ့အချိန်မှာအိုးဖယက်ခိုင်ကောင်းမယ်ဖယက်ခိုင်ကြီးရဲ့ဘယုနာတရားကမကုံနိုင်ဘူးเนาะနတ်နဲ့တိုက်ဘယုနာတော့ခံစားရတယ်ဖယက်တခင်ကတစ္ဆာရှိတယ်ဆိုပြီးမှသူဝန်ခံသွားတာဖြစ်တယ်ဒီကနေ့ကျွန်တော်တို့ရဲ့ပြတာမှာထူကဲတော့เนาะရေမိကဲတော့ဖယက်ရဲ့တစ္ဆာတရားအမြဲတမ်းရည်သွက်နိုင်ပြီလားเนาะကျွန်တော်ပြန်ဆင်ထားတဲ့အရာအချက်၃ချက်လေးရှိပါတယ်နံပါတ်၁မှာ ဖရာရဲ့ဖြစ်တည်မှုဖရာတခဲဖြစ်တည်မှုမသိဘူးဆိုရင်တော့ကျွန်တော်တို့နော်ဖရာရဲ့သစ္စာရှိဖို့ခေါ်မှာကျွန်တော်တို့ယုံကြည်ကိုးစားနိုင်မှာလူတယောက်ကိုကျွန်တော်တို့ကိုးစားနိုင်ဖို့ရအရင်ဆုံးနားလည်ရမှာနော်နားမလည်ပဲနဲ့ तू ကကိုးစားခဲ့တာလားမကိုးစားခဲ့ဘူးလားကျွန်တော်တို့နားမလည်နိုင်ဘူးဒီကနေ့ဖရာတခဲဖြစ်တည်မှုကပါလဲဆိုတော့သစ္စာရှိခြင်းသစ္စာရှိခြင်းကသူ့ရဲ့သဘောတရားဝင်တယ်သူ့ရဲ့သဘောတရားဝင်အတိုင်းပဲ तू ကသစ္စာရှိတဲ့ဖရာဖြစ်တယ်ဘုရားရဲ့ဉာဏ် အခန်းကြီး၈အပိုင်းငယ်ကိုမှာတို့ဖြစ်ရင်းတဲ့ဘုရားသခင်သာတော်ဘုရားဒီမှန်တော်ဘုရားတစ္ဆာရှိတော်ဘုရားကိုတော်ကိုချစ်၍ပြည့်ညက်တော်တော်ကိုစောင့်ရှောက်တော်မူတို့ပြီးအမျိုးအစင်စဲအတော်အတောင်းတိုင်အောင်ပရိညာစကားတည်၍ဂယုနာကိုကြတော်ခဲ့တာဘုရားသခင်ကအမျိုးအစင်စဲအတောင်းအတောင်းတိုင်အောင်ပရိညာစကားတည်တယ်။ The confio be so yen ဘယ်လောက်ပဲကြာကြာ ထောင်နှစ်ထောင်ပေါင်းကြာနေပြီဖယက်ခင်ထုတ်တိတိနဲ့ပြောပြဒီကနေ့မှာသင်နဲ့ကျွန်တော်ရဲ့တတကဲတင်ပေးဖို့ခဲတဲ့ဂရိပေးတဲ့ယုံကြည်တဲ့လူတိုင်းကိုကဲတင်ရှိပြီးမယ်လို့ခဲတဲ့ဂရိပေးတဲ့အမှန်တကယ်တည်းယုံကြည်တဲ့ရှင်ထိတ်ကထုတ်ကဲတင်ချင်ရမှာဖယက်ခင်ထံကနေလာတဲ့ပျော်ရွှင်ခြင်းဝမ်းမြောက်ခြင်းသင်ကနော်ဖယက်ရဲ့ဂရိတော်ပေါ်မှာယုံကြည်ပြီးမှဆွေးကြိုက်ပြီးမှအသက်ရှင်တဲ့ဆိုရင်သင်ကအမှန်တကယ်ရရှိမှာဒီကနေ့ကျွန်တော်တို့ ဒီနေရာမှာအတူတူထိုင်ရချင်းဒီကနေ့ကျွန်တော်တို့ဖခင်ရဲ့ကောင်းမြတ်ခြင်းအတူတူရေသွက်ချီးမွမ်းရခြင်းကဖခင်ရဲ့ဖခင်တခင်ရဲ့တတိပင်ချင်းဖခင်တခင်ရဲ့တစ္ဆာရှိခြင်းကြောင့်ကျွန်တော်တို့ကောင်းလို့မဟုတ်ဘူးကျွန်တော်တို့လုံနိုင်လို့မဟုတ်ဘူးเนาะကျွန်တော်တို့ကအရန်ကြိုးစားနိုင်လို့မဟုတ်ဘူးကျွန်တော်တို့ကြိုးစားနိုင်လို့ကဒီလိုအခြေအနေရောက်နိုင်တယ်ကျူစာနိုင်လို့အောင်မြင်မယ်ကျူစာနိုင်လို့ဒါဘုရားရဲ့ဘုရောပြမှာပါဝင်နိုင်မယ်ဆိုရင်ကျွန်တော်တို့ထက် ကျိုးစားနေတဲ့သူရှိတယ်။ကျွန်တော်တို့ထက်ကောင်းတဲ့သူရှိတယ်။ကျွန်တော်တို့ထက်အာပညာရှိတဲ့သူရှိတယ်။ဒီအတွက်ချက်နေကနေကျွန်တော်တို့ပေကနေအားနဲ့ချက်များစွာရှိတယ်။ကျွန်တော်တို့တွေကမကောင်းတဲ့အဖြစ်သားတွေပဲ။ဒါပေမဲ့ဖရာတခင်ကသစ္စာရှိတဲ့ဖရာဖြစ်တဲ့သူကြောင့်ကျွန်တော်တို့တယောက်ချင်းစီတိုင်းကိုချစ်ပြီးမှအမြဲတမ်းပို့ဆောင်ပေးတဲ့ဖရာတခင်ဖြစ်တယ်။အာမင်။ပြီးတော့ဖရာရဲ့သစ္စာရှိခြင်းကဝန်ခံတဲ့သူတိုင်းပဲဖြစ်တယ်။ဒါဖရာဖရာတခင်သဘောတဘာဝပဲ။ ဘုရားတခင်ရဲ့ဖြစ်တည်မှုပဲဖြစ်တယ်။သူ့ရဲ့တစ္ဆာရှိခြင်းကိုဝန်ခံပါများများဝန်ခံပါဝန်ခံချက်နော်လူတယောက်ရဲ့အားနဲ့ချက်လူတယောက်ရဲ့အားနဲ့ချက်နော်ပြောကြည့်လိုက်ပါဦးသူ့ရဲ့အားနဲ့ချက်ကအလိုလိုတည်းအားနဲ့ချက်ဖြစ်လာပါတယ်လူတယောက်ကိုကြည့်တဲ့အခါမှာနော်သူ့ရဲ့ negative ဘိုင်းကိုပဲအမြဲတမ်းကြည့်လိုက်အဲ့ဒီ negative ဘိုင်းကတည်းရဲ့အားနဲ့ချက်ဖြစ်လာပါတယ်ပြောချင်တဲ့အရာကကျွန်တော်တို့ဝန်ခံဝန်ခံတဲ့အရာကျွန်တော်တို့အမြဲတမ်း ြောဆိုတဲ့အရာကအရင်ကြီးရှိတယ်။ဖယားတစ်ခင်ရဲ့ကကျွန်တော်တို့ရဲ့နှုတ်ပေါ်မှာကျွန်တော်တို့ရဲ့ရှားပေါ်မှာတကူထားထားတယ်လို့ပြောတယ်။ဆိုတော့သင်အမြဲတမ်း positive နော်အမြဲတမ်းအာဘယ်လိုပြောမလဲဒီအဆောက်အစရာဖြစ်တဲ့အရာကိုပဲအမြဲတမ်းဝန်ခံပါ။အမြဲတမ်းဖယားရဲ့ကောင်းတဲ့ချင်းဝန်ခံပါ။တဟာတလီမှာနော်အရှိမဖယားကိုချီးမွမ်းပေးမှလှုပ်ဆောင်တဲ့သူတွေဟာဒီတော့ဒီလိုဖြစ်ပြန်အမျိုးမျိုး ရီကောင်းထွေးနိုင်မယ်ဒါပေမဲ့ဖခင်ကိုချီးမွမ်းတဲ့သူနော်သူ့ရဲ့နှုတ်အားဖြင့်ဖခင်ကိုများများချီးမွမ်းတဲ့သူဖခင်တစ်ခန့်ချီးမြှောက်နော်ဒီတော့ကြံဒီနေ့နော်ကျွန်တော်တို့ဖခင်ရဲ့ကောင်းမြတ်ခြင်းဖခင်ရဲ့တစ္ဆာခြင်းချင်းများများဝယ်ခံတယ်ဆိုရင်တင်းရဲ့တက်တာထဲမှာလည်းနော်တင်လည်းဖခင်ပေါ်မှာတစ္ဆာရှိလာနိုင်မှာဖြစ်တယ်နိကောခန်းချင်းတစ်တပိုင်းနဲ့ဆဲမှာထိုးတဲ့ခင်မှာဖခင်တစ်ပြည့်တော့ရှိသမျှလို့ဒီငါတို့အားဖြင့်ဘုံအတေရတော်ကိုထင်ရှားစေခြင်းလုံးမှာ ဟောမှန်ဤကိုဟူရက်၎င်းအာမင်ဟူရက်၎င်းဖြစ်တည်းဒီညာဟောမှန်အာမင်ကျွန်တော်အာမင်လို့ပြောတော့တချို့ညာကျွန်တော်အဲဝင်ဒီနေ့ဝင်ကားတဲ့ခါကျတော့အော်ခရိယန်လားအာအာမင်လားမင်းသူကအဲ့လိုပြောတယ်အထက်ပဲနားမလဲဘူးနော်အထက်ပဲနားမလဲဘူးအာမင်ဆိုတဲ့အရာကပါလဲဆိုတော့သဘောတူရင်ချင်းဖြစ်တယ်ကျွန်တော်လည်းသဘောတူတယ်နော်သဘောတူရင်ချင်းဖြစ်တယ်ဘာရရှိမှကျွန်တော်တို့သဘောတူတဲ့အခါမှာဖြစ်တယ် ဘုရားခင်ကကျွန်တော်တို့ရဲ့အလဲမှာအတူပါရှိတယ်လို့ပြောတာ။ဆိုတော့ဒီနေရာမှာကျွန်တော်သဘောတူချင်းဝန်ခံချင်းကဝန်ခံတဲ့အခါမှာဘုရားရဲ့တစ္ဆာရှိရှိကျွန်တော်တို့များများဝန်ခံတဲ့သဘောတူတဲ့အခါမှာသူအရာကကျွန်တော်တို့ရဲ့တစ္ဆာမှာတည်ဆောက်ပြီးမှာဘုရားအလိုတော်တဲ့ကျွန်တော်တို့အသက်ရှင်လာနိုင်မှာဖြစ်တယ်။ဒီအတွက်ကြောင့်ကျွန်တော်တို့အာဘုရားရဲ့ကောင်းမြတ်ခြင်းเนาะဘုရားရဲ့တစ္ဆာရှိခြင်းတွေကျွန်တော်တို့များများဝန်ခံဖို့ဖြစ်တယ်။ ဟေပြခန်းကြီး30ပိုင်ငယ်20တော့မှာမျော်လင့်ချင်းအကြောင်းကိုဝန်ခံ၍မသိမရင်မရှိရောပဲတည်ကြည်ကြခွန်ဟန်အကြောင်းမူကားဂတိတော်မူဂတိထားတော်မူတဲ့အတိုင်းသစ္စာနဲ့ပြည့်စုံတော်မူဖယားတခင်ကဂတိတစ်ခုပေးပြီဆိုရင်တည်တယ်နော်သူကအများနဲ့သစ္စာရှိတယ်လူတွေကဂတိပေးတဲ့အခါမှာတရားမှာ90ရာခိုင်နှုန်းလောက်ကပြတ်ဖို့များတယ်နော်ဥပမာ ကျွန်တော်တို့ကမဲဝင်ကလေးပြီးသွားတယ်ကဲဟုတ်ပြီအဒီတပတ်ခင်ဗျာလာပြမလားလို့ပြောရဲဆိုတော့ဥပမာတနင်္လာနေ့တော့အင်္ဂါနေ့တော့မဟုတ်ကဲ့လာခဲ့မယ်စနေနေ့လောက်ဆိုတော့ပြန်သွားတဲ့ဟာမနေ့ပြန်ပါစီစဉ်ရှိတယ်အော်မြို့ထဲသွားဆက်ဆက်အမျိုးမျိုးသူတို့အစီအစဉ်တွေဆွဲထားပြီးသားနော်သူတို့ကတိပေးပြီးမယ်တပတ်တော်မခံဘူးနော်ကတိဟာပြတ်သွားပြီဒါပေမဲ့ဖိုင်ရတခင်ကကတိတည်တဲ့ဖိုင်ရဖြစ်တယ် ကျွန်တော်တို့ရဲ့အသေးတော်ပေါ်မှာဖျားခင်ဂတိတည်တဲ့အတွက်ကြောင့်ကျွန်တော်တို့ယနေ့ထိရပ်တည်နေတာမဟုတ်လို့ရှိရင်ကျွန်တော်တို့လဲကြတာကြာပြီเนาะကျွန်တော်တို့စစ်မလျှောက်နိုင်ပဲねကျွန်တော်တို့အာဘယ်လိုပြောမလဲလမ်းလွဲသွားတာကြာဒါပေမဲ့ဖျားခင်ကဂတိတည်တဲ့အတွက်ကြောင့်ဖျားခင်ကိုယုံကြည်ပြီးမှဖျားနဲ့လျှောက်လန်းတဲ့သူတိုင်းကဖျားရဲ့ဂတိတော်နဲ့လျှောက်လန်းပြီးမှအောင်မြင်ချင်းရမှာဖြစ်တယ်ဖျားရဲ့ဖြစ်တည်မှုကျွန်တော်တို့နားလည်ပြီးမှ ဖရာရဲ့တစ္ဆာရှိခြင်းပေါ်မှာကျွန်တော်ယုံကြည်ချင့်မြတ်ဝင်ခံပြီးမှရှောက်လန်းတဲ့အခါမှာကျွန်တော်တို့ဖရာရဲ့ကောင်းမြတ်ချင်းတာရွေးရည်တွက်နိုင်မှာဖြစ်တဲ့ပြီးတော့နံပါတ်၄ချက်မှာဖရာတစ်ခေတစ္ဆာရှိခြင်းကတမန်ကျမ်းစာထဲမှာတက်တက်တည်ထူတဲ့နေရာเนาะအနည်းငယ်ကျွန်တော်ကြည့်ချင်းတယ်အာဗြဟံရဲ့တက်တာကျွန်တော်ကြည့်ရအောင်ဂျမ်းဘက်မှာဖတ်တော်မူကပောက်ချက်၂၁ထဲမှာကျွန်တော်တွေ့ရတယ်အာဗြဟံကအသက်ကြီးเนาะသူ့ရဲ့ဇနီးတွေကလည်းအသက်ကြီး၈၀၉၀ရှိပြီ ဒီအရွယ်မှာကလေးရဖို့ဆိုတာကလုံးဝဖြစ်နိုင်တဲ့အရာဖြစ်တယ်။ဒါပေမဲ့ခရီးတခန်းအာဖန်ကိုခတိပေးတယ်။တင့်ရဲ့ဇနီးတဲ့စာရာအာဖန်တင့်ကိုတားပေးမယ်လို့ခဲ့တယ်ခတိပေးတဲ့အတွက်ကြောင့်ဘယ်တော့ပဲအသက်အရွယ်ရာဖြစ်မဖြစ်နိုင်တဲ့အခြေအနေဖြစ်နေပါစေဖရဲတခန်းကသူ့ပေးတဲ့ခတိကိုဒီနေ့မှာအာဖန်ကိုတားပေးတာကျွန်တော်တို့ပြရတယ်။ဆိုတော့ဒီကနေ့ကျွန်တော်တို့ရဲ့အသက်တာမှာဖရဲပေးတဲ့ခတိတော့ဖရဲ ဖယားတခင်ဂတိတော့နောက်ကပတ်တော်ထဲမှာဂတိပေါင်းများစွာရှိတယ်သူအရာတွေကျွန်တော်တို့ယုံကြည်ခြင်းဖြင့်နောက်ကပတ်တော်ဖတ်ရှုပြီးမှကျွန်တော်တို့ဝင်ခံတဲ့အခါဒီအရာကကျွန်တော်တို့အတွက်ဖြစ်တယ်ဆိုတော့ဒီအရာကိုအပေါ်ထဲပေါ်နိုင်ပြရကျွန်တော်တို့ယုံကြည်ခြင်းဖြင့်ဝင်ခံပြီးမှဒီနောက်ကပတ်တော်ထဲမှာဖယားပြောတော်တဲ့အရာကိုကျွန်တော်တို့နားလည်သဘောပေါက်ဖို့ဖြစ်တယ်အာဗြဟံရဲ့တက်တာထဲမှာဖယားတခင်ကဂတိတိခဲ့တယ်ဇောတန်ရဲ့တက်တာလည်းကျွန်တော်တို့ကြည့်မယ်ဆိုရင်ကမ္ဘာ့ကျန်ခန်းကြီး90မှာကျွန်တော်တို့တွေ့ရတယ် ယောသိုက်ကသူ့ရဲ့ညီကိုတွေရဲ့တစ္ဆာထောက်ချင်ခံရတယ်။ဖယားတကယ်ကသူ့ကိုအစမှာပါဖြစ်လဲဆိုတော့သူ့ကိုယူပါယုံပေးတယ်။အဲ့မဲ့ယူပါယုံပေးတယ်။ကြည်ကြည်မာမာဖြစ်တော့အဲ့မဲ့ယူပါယုံပေးတယ်။ဒါပေမဲ့မကြဘူး။သူ့ရဲ့ညီကိုတွေကသူ့ကိုတစ္ဆာထောက်ပေးမှာရောစားတယ်။မမတို့တတ်ဖြတ်ဖို့ပဲဟာကိုယ့်ရဲ့ညီကိုရဲ့တော့မတတ်ပါဘူးရောင်းစားရအောင်ဆိုပြောမှရောင်းစားတယ်ဒါပေမဲ့ဒီအခြေအနေဒီအခြေအနေတွေက ဖခင်ရဲ့အကျံစီထဲမှာရှိတယ်။ဖခင်ခင်ကဒီလိုခက်ခဲတဲ့နော်ဒီလိုဆိုးရွားတဲ့အခြေအနေကိုတော့မှရောသက်အတွက်အကောင်းဆုံးဖြစ်တော့ဖန်သေးပြနေတယ်ဖခင်ဖြစ်တယ်။ဒီကိရိကျွန်တော်တို့ရဲ့အခြေအနေတယောက်ချင်းစီတဲ့အတ္တမှာဟာငါဘယ်လိုအခြေအနေရောက်နေပြီလဲ။ဘာတွေလုံးမိခဲ့ပြီလဲ။ဘာအမားတွေကြုံနေပြီလဲနော်ကျွန်တော်တို့ရဲ့အခြေအနေကြည့်ပြီးမှစိတ်တကြက်တဲ့ဆိုလည်းရှိကောင်းရှိနိုင်တယ်။ဒါပေမဲ့ရောသက်ရဲ့အတ္တပြန်ဆိုင်ပြန်တတိယပါ သူ့ရဲ့အမိကိုတွေကတစ္ဆာဟောက်ပြီးမှာတော့တဲ့ရောက်တဲ့ခက်ခဲမှုပေါင်းစုံเนาะလူတွေရဲ့မုန်းသိချင်းလူတွေရဲ့အာဘယ်လိုပြောမလဲစန့်ကျင်ခြင်းအမျိုးမျိုးခံရတယ်ဒါပေမဲ့နောက်ဆုံးမှာသူကဖယားတခင်ကသူ့ရဲ့တက်တာအားဖြင့်အသက်ပေါင်းများစွာဂျွင်းမွေးနိုင်တဲ့ခွင့်ဖယားတခင်ပေးပြီးမှာသူ့ကိုရာထွက်အမြန်ဆုံးနေရပေးထားတာကျွန်တော်တို့တွေ့ရတယ်ဒါကဖယားတခင်ဂတိပြေလို့ဖြစ်တယ်သူ့ပေးထားတဲ့ဂတိကိုဖယားတခင် တည်တဲ့အတွက်ကြောင့်เนาะယောသတ်ရဲ့တက်တာမှာအောင်မြင်ခြင်းရတာဖြစ်တယ်။ဒီကနေ့ထူဖရာတခင်ကကျွန်တော်တို့ကိုးကွယ်တဲ့ဖရာဖြစ်တယ်။ထူဖရာထူဖရာတခင်ကြံ့တာလည်းကျွန်တော်တို့ဒီကနေ့ဒီနေရာမှာရောက်ရှိနိုင်တာဖြစ်တယ်။နံပါတ်၃ချက်အနေနဲ့အသင်းတော်လေးနဲ့ကျွန်တော်တို့ထည့်ရအောင်ဘယ်လိုတုံ့ပြန်မလဲ။အသင်းတော်အနေနဲ့ယုံကြည်သူတယောက်ချင်းစီတဲ့အနေနဲ့ဖရာတခင်ရဲ့တစ္ဆာရှိမှုကိုကျွန်တော်တို့ဘယ်လိုတုံ့ပြန်နိုင်မလဲဆိုတော့နံပါတ်၁မှာကျွန်တော်တို့လည်း ကျွန်တော်တို့အာဖယားတခင်ရဲ့တစ္ဆာရှိခြင်းကျွန်တော်တို့ရဲ့အပေါ်မှာဖယားတခင်ကဘယ်လောက်တစ္ဆာရှိတယ်လဲဆိုတဲ့အရာကိုကျွန်တော်တို့ပြန်လည်သုံးသပ်ဖို့လိုအပ်တယ်ကျွန်တော်တို့ရဲ့သက်တာမှာဖယားတခင်အကောင်းမြတ်တဲ့ဖယားတခင်ကစွတ်သောတဲ့အရာပြင်ဆင်ပေးတယ်ခက်ခဲတဲ့အရာကနေကြော်လွားပေးတယ်ဒီအရာတွေကျွန်တော်တို့ပြန်လည်သုံးသပ်ပြီးမှရည်သွက်မှသာနေเนาะကျွန်တော်တို့ဖယားရဲ့အလိုတော်နဲ့အရင်ကရဲ့အသက်ရှင်နိုင်မှာဖြစ်တယ် စာလံစရာကပါပြောတယ်ဆိုတော့စီရင်တော်မူတော့အံ့ဖွယ်မှုတို့ကို၎င်းဘူးဆန်းတော်မူတော်တို့နဲ့နှုတ်သက်ပြည့်မြတ်တို့ကို၎င်းအောက်မိကြတော့ဖယားတစ်ခင်ရဲ့လုံနိုင်တဲ့အရာ သူ့ရဲ့ထူးဆန်းတဲ့အရာ သူ့ရဲ့တကူတော်သူ့ရဲ့အာနှုတ်သက်ပြည့်မြတ်တို့ကိုကျော်တော့အောက်မိရဖယားတစ်ခင်လှုပ်ဆောင်ရတဲ့အရာအားလုံးကျွန်တော်တို့ အောက်မိတည်ရပြီမှာဖယားတစ်ခင်ကကျွန်တော်တို့ရဲ့တစ္ဆာပေါ်အတ္တမှာသူတစ္ဆာခဲ့တဲ့အရာတစ္ဆာရှိခဲ့တဲ့အရာတွေပါ ုရားခင်ပို့ဆောင်ပေးခဲ့တဲ့အရာတွေကျွန်တော်တို့ရည်တွက်မယ်ဆိုရင်ဒါရွတ်ကျွန်တော်တို့ဘုရားကိုကိုးစားနိုင်မှာဖြစ်တယ်ကျွန်တော်တို့ရဲ့အသင်းတော့အာဥပမာကျွန်တော်2016 2019ပြန်တွေးကြည့်တဲ့အခါမှာခက်ခဲမှုများစွာရှိတယ်ဒါပေမဲ့ဒီကြားထဲမှာမှဘုရားခင်ကခြေလမ်းတိုင်းမှာအတူပါရှိတဲ့အရာကိုကျွန်တော်တို့ပြန်ကြည့်တဲ့အခါမှာကျွန်တော်တို့လာမဲ့နေ့ရက်တွေမှာဖျားခင်အတူပါရှိမယ်ဆိုတာကျွန်တော်တို့သိရတယ် ဘာမှအစိုးရစရာမလိုဘူးဘုရားပေးထားတဲ့ဇူပါယောင်တဲ့ကျွန်တော်ရှောက်လမ်းမယ်ဘုရားတခင်ကအတူပါရှိမယ်ဘုရားတခင်ကအောင်မြင်ချင်းပြီးမယ်ဆိုရတဲ့ကျွန်တော်တို့လိုချင်ပြီးသားဖြစ်တယ်ဆိုတော့ဘုရားရဲ့အတူပါရှိတဲ့ຢာကိုကျွန်တော်တို့ပြန်လဲသုံးသပ်ဖို့လိုတယ်နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ဘုရားသာလည်းကျွန်တော်တို့ကိုးစားရမှာဖြစ်တယ်ကျွန်တော်တို့ရဲ့ကိုးစားခြင်းကဘုရားတခင်သာလည်းဖြစ်ရမယ်ကျွန်တော်တို့ရဲ့ဘဝမှာခက်ခဲမှုတွေကြုံနေ တဟာတလေးမှာအာဝန်တဲ့မှုတွေကြုံတဲ့အခါမှာကျွန်တော်တို့ရဲ့ဇေယျတွေဒါမှမဟုတ်ရင်ကျွန်တော်တို့ရဲ့အဆွေမျိုးတွေမိဘတွေကိုကျွန်တော်တို့မျောလင့်တတ်တယ်အဲ့လိုမျောလင့်ရင်ပါဖြစ်တယ်စိတ်လက်ကြမယ်2016နောက်မှဆိုရင်အရင်ဖြစ်ခဲ့တယ်ဖြစ်ခဲ့တဲ့အခါကျတော့ကျွန်တော်တို့ပါလို့လဲဆိုတော့ကျွန်တော်ရဲ့ညက်ကိုယ်တွေနိုင်ငံခြားရောက်တဲ့သူနေရာတော်ရောက်ရှိတယ်ဆမ်မန်ညက်ကိုယ်ရဲ့ညက်ကိုယ်တွေလည်းအဲ့လိုရှိတယ်ရှိတဲ့အခါကျတော့ကျွန်တော်တို့ဘယ်လိုလုပ်လဲဆိုတော့ သူတို့ဆင်းရဲနေอยู่တယ်ဆင်းရဲလို့ပြပါနိုင်မယ်ဆင်းရဲဆင်းရဲတော့ရှိတယ်တယောက်ကဒေါ်လာ30ပဲပေးမယ်ဆိုရင်တစ်လမှာဒေါ်လာ100တော့အင်းငါးကစားဖို့တော့အဆင်ပြေမယ်ဆိုပြီးမှဆိုတော့စုတော်ပြီးမှသူတို့ကိုစားဖို့လေစားဖို့တဲ့ကြာပါဘာဖြစ်လဲဆိုတော့အစပိုင်းမှာတော့မပြောနိုင်ဘူးဗျာလေဟာနေကောင်းလာပါကြီးစားပြန်တယ်ဒီငွေကြီးပိုက်နေနေပြောလာတဲ့ခါမှာစားကပြတ်မလာတော့ဘူး အရာစိတ်တော့ကြတယ်အရာလည်းစိတ်နေတယ်ဒါပေမဲ့ဒီအရာကသူတို့ကိုကျွန်တော်တို့နားလည်းလွယ်ဖို့မဟုတ်ပဲねဒါဖယားတစ်ခင်ကသူ့ကိုပဲယုံကြည်ကိုးစားခြင်းလို့ဖြစ်တယ်ကျွန်တော်တို့ရဲ့ယုံကြည်ကိုးစားခြင်းကကိုယ့်ရဲ့အဆွေမျိုးတွေကိုယ့်ရဲ့ဆရာဆရာမတွေပေါ်မှာကျွန်တော်တို့ယုံကြည်ကိုးစားမိတဲ့အခါဘာဖြစ်လဲဆိုတော့စိတ်တကြမယ်ဝမ်းနည်းမယ်နားလည်းမှုတွေလွယ်ပြီးမှเนาะကျွန်တော်တို့စိတ်တကြမှာဖြစ်တယ်ဒါပေမဲ့တစ္ဆာရှိတဲ့ဖယားเนาะ ပဲဂတိတည်တဲ့ဖယားခင်ပေါ်မှာပဲဆိုတော့ယုံကြည်ကိုးစားတယ်ဆိုရင်တော့ဆိုတော့ဘယ်တော့မှစိတ်တကြမှာမဟုတ်ဘူးထိုဖယားပေါ်မှာပဲဆိုတော့ယုံကြည်ကိုးစားရအောင်ထိုဖယားနဲ့ပဲဆိုတော့ရှောက်လန်းရအောင်အမ်ကျွန်တော်တို့ဒီဒေါမ်အမ်အန်ဒီအေအန်ဒီအေကယေရှုခရစ်တော်ကိုယုံကြည်ပေးနောက်ပိုင်းမှာသူ့ရဲ့တူမတူမနော်တော်ပါတရားသူ့ရဲ့တူမဖြစ်တယ်ဘာဖြစ်လဲဆိုတော့ ဲအန်ငယ်တစ်ချက်လောက်လာပေးပါဦးဒီပါအဲ sorry အာဒေါ်မတိဒေါ်မတိတစ်ချက်လောက်လာပေးပါဒေါ်မတိကသူကဘယ်လိုပြောလဲနတ်ဘိုးတတ်တယ်လို့ပြောရမှာနော်သူအဲ့လိုမျိုးခံစားပေးမှာအရန်တော့ခါရောက်တယ်သူကဘိုးကြီးချမ်းနဲ့ခဏခဏသွားတယ်လို့ပြောတယ်ဆိုတော့အနည်းငယ်ပြောပြပါဆက်ဆက်အောင်ပြောဒီလိုကိုရင်ကျန်သွားတဲ့ခါတို့တော့ဘယ်လိုလုပ်လဲဘယ်လိုကတွေ့ကြုံနေအနေနဲ့တော့ပါနတ်ဘ နတ်နတ်ဘဝနဲ့အခြေအနေကနေလွတ်မြောက်အောင်ဘုံရတဲ့ဘုံရတယ်မလားအဲမျိုးသားဆုံးသွားတယ်ပေါ့နော်မျိုးကြီးကပေါ့နော်ဒါမျိုးကြီးသူတရားမဖြစ်ခင်ကမျိုးသားဆုံးသွားတယ်ဆုံးသွားပြီးတော့မျိုးသားဆုံးသွားတဲ့အခါမှာခဏခဏဝင်စည်းတယ်ခန္ဓာကိုယ်မှာကိုယ်ခန္ဓာကိုယ်မှာဝင်စည်းရဲ့အလုပ်သွားလို့မရဘဲမှသွားလာလို့မရဘူးအမျိုးမျိုးဒုက္ခတွေရောက်ခဲ့တယ် အဲ့လိုဒုက္ခရောက်ခဲ့တဲ့အချိန်မှာအတော်ကဖုံးကြီးတွေလည်းပင့်နေပိကူးတွေဝတ်တဲ့အမျိုးမျိုးပဲဆရာကြီးလည်းစုံနေပြီးလုပ်တယ်မပြတ်ဘူးခဏပဲပြည်ပြန်ဝင်ပြူးတာပဲအဲ့ဒါအတော်ကပြောတယ်ပြာကြောင်သွားနေတယ်ပေါ့နော်လိုက်ခဲ့ပြီယုံကြည်ရဆိုလိုက်ခဲ့ပြီဘာညာဆိုပြောပြတယ်ပြာကြောင်ကိစ္စတွေပြောပြဘုရားဘလို့ယုံကြည်လဲဘာညာဆိုပြောပြတော့အဲ့ဒါယုံကြည်မှုနဲ့လိုက်ခဲ့တယ်ဘုရားကြောင်ကိုရှင်နေချင်းခံတယ်ယုံကြည်ပြီးတဲ့နောက်ပိုင်းမှာဝင်ပူးခြင်းဝီစင်းကြီးတယ်မရှိတော့ဘူး ်အာမင်ဟုတ်ကဲ့ဒီဆုံးမြတ်တဲ့ထူဖျားဆယ်ကိုလက်ခုပ်တီးပြီးမှအချိန်ဝန်ဆိုင်ဘုရားတခင်ကတတိတည်တဲ့ဘုရားမြစ်တဲ့အမှန်တကယ်ယုံကြည်တဲ့သူကိုကယ်တင်ပေးတယ်နော်ကျွန်တော်တို့ရဲ့အဝိညာဉ်ပဲကယ်တင်တာမဟုတ်ဘူးကျွန်တော်တို့ရဲ့အတ္တတာကိုပါနော်ကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာကိုပါကယ်တင်ပေးတဲ့ဘုရားမြစ်တဲ့တော်မတဲ့ရဲ့တတမှာကျွန်တော်တို့သူအိမ်စသွားတော့ဆိုရင်နင်းနေအာတခါမှလည်းအဲ့လိုမျိုးမကြုံဘူးတဲ့ခါကျတော့နင်းနေ ့တောင်မှလန့်တောင်လန့်တယ်ပေါ့နော်။ဒါနဲ့ဖျားတဲ့ကြည်အရာကြီးကြော်လုံးဖွင့်ပြီးပြီးမှသူ့ရဲ့သက်တာမှာအမှုတည်းပြူတာကျွန်တော်တို့ဖွေးရတာဖြစ်တယ်။ဆိုတော့ကျွန်တော်သက်တည်ခံမယ်ဆိုတော့အများကြီးပဲနော်။ဒီမှာအရက်ဘယ်လိုပြောလဲ။အရက်ကနေအရက်ရဲ့ဂျေးစွန်ကနေလွန်မြောက်တဲ့သူတွေလည်းရှိတယ်နော်။ဆိုတော့အမျိုးမျိုးပေါ့ဖယားတစ်ခိုက်ကောင်းမြတ်ခြင်းကျွန်တော်တို့ဒီညမှာအများကြီးတွေ့ရတာဖြစ်တယ်။ဖယားတစ်ခိုက်ကကျွန်တော်တို့အပေါ်မှာမှန်တကယ်တစ္ဆာရှိတယ်။ဒီတော့ကျွန်တော်တို့ကိုယ်တိုင်လည်းဖယားပေါ်မှာပြန်လဲပြီးတော့မှာ တစ္ဆာရှိဖို့လိုအပ်တယ်။ကျွန်တော်တို့တစ္ဆာရှိရှင်းပြဲ့เนาะဘုရားရဲ့တစ္ဆာတရားကိုကျွန်တော်တို့ပြန်တုံ့ပြန်ဖို့လိုအပ်တယ်။အဲတစ္ကောခန်းကျင်လေးအပိုင်ငယ်နေမှာထူမတပါဘန္တာစုမိတွေကတစ္ဆာရှိရမယ်။ဘုရားအတွက်ပါဝင်ခြင်းတယ်။တကောင်းတနေရာမှာပါဝင်ခြင်းတယ်။ကျွန်တော်ရဲ့အသက်သားကဘုရားသဖြစ်စေရမယ်။ဘုရားပေါ်မှာတကယ်ယုံကြည်တယ်ဆိုရင်တော့ကျွန်တော်တို့တစ္ဆာရှိမှရမှာဖြစ်တယ်။ကျွန်တော်တို့ဘိုးဘွယ်နဲ့ဘုရားသခင်ကတစ္ဆာရှိတဲ့ဘုရားဖြစ်တဲ့အတွက် ထိုဖရားနဲ့သက်ဆိုင်နေပြီဆိုရင်တော့ကျွန်တော်တို့ကိုယ်တိုင်လည်းသစ္စာရှိဖို့လိုအပ်တယ်ကျွန်တော်တို့ဘယ်နေရာမှာသစ္စာရှိရမလဲဆိုတော့နံပါတ်၁မှာကျွန်တော်တို့ရဲ့အတ္တမှာမိမိရဲ့အတ္တဘောမှာကျွန်တော်သစ္စာရှိဖို့လိုအပ်တယ်ပြီးတော့ကျွန်တော်တို့ ਨੇ ပတ်သက်တဲ့ encounter တွေဆိုရင်ကိုယ့်ရဲ့ဇနီးနဲ့ကိုယ့်ရဲ့ခင်ပွန်းနဲ့ကိုယ့်ရဲ့မိသားစုဘောမှာသစ္စာရှိဖို့လိုအပ်တယ်ပြီးတော့ကိုယ့်ရဲ့အသိန်းတော်ဘောမှာလည်းသစ္စာရှိဖို့လိုအပ်တယ်နော်သစ္စာရှိဖို့လိုအပ်တယ် ပြီးတော့ကိုယ့်ရဲ့တငယ်ချင်းဆရာဆရာမတွေပေါ်မှာအာဘုရားအတွက်ကြော်တော့အာအမှုတော်ခန်းဆောင်တဲ့ဆက်ကတ်တယ်ဆိုရင်ကိုဆက်ကတ်တဲ့နေရာမှာလည်းတစ္ဆာရှိဖို့လိုအပ်တယ်ပုံမှာဘုရားတခင်နဲ့အလုပ်လုပ်မယ်နော်ဘုရားရဲ့အမှုတော်ဆောင်မယ်အမှုတော်ဆောင်အရာစကလုံးအရန်ကြည်တော်တယ်ဘုရားရဲ့ဘုရားအတွက်အစီခံမယ်ဆိုရင်သစ္စာမရှိဘူးဆိုရင်တော့ဖခင်ကကျွန်တော်တို့လက်တွဲချင်မယ်မထင်ဘူးเนาะသစ္စာရှိဖို့ကအရင်ရည်ရှိတယ်သစ္စာရှိမ ဖရဲအလုပ်လုပ်ပါဖြစ်တယ်။ဒီအတွက်ကြံ့ကျင်ကလေးကျွန်တော်တို့ဖရဲပေးထားတဲ့ကောင်းချီးမင်္ဂလာပေါ်မှာလည်းတစ္ဆာရှိအောင်အသင်းတော်ပေါ်မှာလည်းတစ္ဆာရှိဖို့လိုတယ်။ကိုယ့်ရဲ့မိသားစုပေါ်မှာလည်းတစ္ဆာရှိဖို့လိုတယ်။ကျွန်တော်တို့လုံတဲ့အရာတိုင်းအဝင်ကလေးသွားတဲ့နေရာမှာလည်းတစ္ဆာရှိအောင်ကိုယ်အလုပ်လုပ်တဲ့နေရာမှာလည်းတစ္ဆာရှိအောင်ဒီနေ့ခွန်ပေးခြင်းနဲ့ယနေ့ထိတိုင်းတစ္ဆာရှိတဲ့ဖရဲခင်ကလာမယ့်အချက်တွေမှာနော်ဆက်လက်ပြီးတော့တစ္ဆာရှိစွာပို့ဆောင်ပေးမယ်ဆိုတာတယောက်ချင်းစီတိုင်းက ယုံကြည်လက်ခံစီချင်ပါတယ်ကျွန်တော်တို့ရဲ့ဘေးပတ်ဝန်းကျင်ချင်းလေးခက်ခဲမှုများကိုမကြည့်ဘဲနဲ့ရည်ရမိကဲတော့နော်ဘေးပတ်ဝန်းကျင်မှာဘယ်လိုတွေ့ပဲဖြစ်နေပါစေဘုရားအပေါ်မှာပဲအများကမျော်လင့်ပြီးမှဘုရားနဲ့ပဲရှောက်လန်းမှုကအပြင်ချင်းနဲ့နောက်ဆုံးအနေနဲ့ကျွန်တော်တို့ဒီ၈နှစ် anniversary ရဲ့စန္ဒပေါ်မှာဆုတောင်းနံပါတ်၁ချက်ကယုံကြည်ကိုအရောက်150တိ ဒီညမှာဆိုတော့ဘုရားတခင်ပို့ဆောင်ပေးမှာဆိုတော့ဆက်နေပြီးတော့ဆုတောင်းရအောင်ပြီးတော့မှ55ရက်ကွတ်မှာဆိုတော့ဆင့်ဘွားအတင်းတော်တည်ထောင်နိုင်ဖူးရဆက်လက်ဆုတောင်းရတဲ့အားလုံးပါဝင်ဖူးရတဲ့မေတ္တာရက်ခံခြင်းနဲ့အားလုံးပေါ်မှာကြောင်းချပေးပါစေအာမင်